ဒီခေါင်းစွလက်ရှိနှွေးတယ်လေးကတော့ချမ်းတက်တဲ့သူတွေအတွက်ဆွဲပြပြီးမှဖြစ်ပါတယ်မချမ်းတက်တဲ့သူတွေကတော့မဆွဲလိုက်ရပါဘူးဒီအိတ်ကြီးလေးရဲ့ထူးခြားချက်ကတော့ဒီအုတ်ထုတ်ကလေးပါတဲ့အပြင်ကမှဒီနေရာလေးရဲ့ရိုးရိုးမဟုတ်ပဲနဲ့ကုတ်ကော်လန်လိုမျိုးလေးအပူဆောင်းလေးပေါ့နော်ပါပါတယ်ဒါပေမဲ့လို့ရိုးရိုးအခြေခံပတ်တန်တစ်ခုနဲ့ပဲလွယ်လွယ်ကူကူလေးလည်းဆွဲလို့ရတယ်နောက်တစ်ခုကဒီကအနှွေးတယ်လေးချုပ်တိုင်းသတိထားမှာအမတို့ရိုးရိုး ဟို fit တင်လောက်ဆရာမလို့ပွားလို့ရတယ်ဂျိုင်းတွေချလို့ရတယ်ဘေးတွေချဲ့လို့ရတယ်အောက်တွေအများကြီးရှည်လို့ရတယ်စိတ်ကြိုက်ပေါ့နော်ကိုချဲ့ရမယ်ပတ်တန်မျိုးစားဖြစ်တယ်ဓာတ်တွေလုံးဝသုံးဆရာမလို့ဘူးဒါပေမဲ့ fit တင်ဆိုရင်တော့သုံးပေါ့နော် fit တင်မဟုတ်ဘဲနဲ့အနှွေးတွေဖြစ်နေတဲ့အတွက်ဓာတ်လုံးဝမလို့ပဲလွယ်လွယ်ကူကူလေးချုပ်မှဖြစ်ပါလေလိုက်ကြည့်လိုက်အောင် let's go ဒါကတော့ရိုးရိုးပတ္တန်တစ်ခုရဲ့နောက်ချံအခြေခံမူရင်းပတ္တန်ပေါ့အမတောင်းမယူဖြစ်တဲ့အတွက်တောင်းမဆွဲပြထားအောင်เนาะဆိုတော့ဒါမူရင်းပတ္တန်အရှိ22လောက်တော့ရှိမှာပေါ့เนาะ21လောက်တော့ရှိမယ်အဲ့တော့အမတို့ကအရှိ24ယူလိုက်မယ်ပေါ့เนาะဒီ level လေးဒီ goat လုံးဝ level မချထားတဲ့ level ကနေစပြီးတော့အရှိ24ယူလိုက်မယ်เนาะအဲ့ဒီမှာမြင်းတစ်ချောင်းလောက်ဆွဲလိုက်เนาะပြီးအပေါ်လေးစိတ်လောက်အလိုဘေးလေးမှာလို့လေနည်းနည်း ိအဲ့လိုလေး white တက်ပါလိုက်ပေါ့နော်ဘေးလေးမှာမြင်ရတော့တိတ်ပြီးတော့ okay နော်ဒီမှာဒီလိုမျိုးလေးဘေးလေးကိုနည်းနည်းလေး white တက်လိုက်တိတ်မြင်ရဒီလိုလေးဘေးလေးကိုပုံလေးစိတ်လောက်အဲ့လို white တက်တာဒီကျမ white လေးရအောင်နော်လောလောဆယ်တော့အဲ့အရှင်24နေရမှာအမတို့မြင်းတကြောင်ဆွဲတာပြီးပြီဆိုရင်ဒီလေဘင်းပေါက်ကိုတော့မယ်နော်တစ်ချက်လေဘင်းပေါက်ကိုတစ်ချက်တော့မယ်ဒီလေဘင်းပေါက်ကြတော့ ဘေးကိုအမ၄စိတ်သို့မဟုတ်၅စိတ်လောက်ချိန်လိုက်ဘာဖြစ်လို့လဲဆိုတော့ပိန်တဲ့လူနဲ့ဝါတဲ့လူရှိတယ်ပိန်တဲ့လူဆို၄စိတ်ဝါတဲ့လူဆိုရင်၅စိတ်ချိန်လိုက်ပေါ့နော်လေဘင်းကိုနည်းနည်းတော့ဝါမှာပေါ့ပြီးရင်ဒါမူရင်းလုံးဝလေဘင်းမချထားရသေးတယ်လေဘင်းကနေ၂စိတ်လောက်ချလိုက်ဒါကချုပ်စာနော်အဲ့တော့ချုပ်စာရဲ့မြင်းကနေ၂စိတ်ချတာပေါ့အဲ့ဒါလေးကိုဒီလိုလေးဆက်လိုက်နော်အဲ့ဒါသူရဲ့လေပင်ပေါက်နောက်ချမ်းလေပင်ပေါက်သူကကော်လံတက်မယ်အုတ်ထုတ်တက်မယ်ကော်လံနေအုတ်ထုတ်တွေပါပြီဆိုလေပင်ကအောက်ကိုအများကြီးချလို့မရဘူးဘေးကိုအများကြီးချဲလို့မရအောင်နော် ဒါပေမဲ့တချို့ထူးထူးဆန်းဆန်းကော်လံကြည်ကြည်ကြီးတွေဆိုရင်တော့သူတို့ရဲ့ဒီဇိုင်းတိုင်းချဲ့ပေါ့နော်ပြီးပြီဆိုရင်ဒီ chain လေးကိုပြပေးပါမယ် chain လေးကိုလည်းဒီမှာလေးစိတ်လောက်ခြာပြီးတော့အဲ့လိုလေး white ဆွဲလိုက်နော် white ဆွဲပြီးပြီဆိုရင်ဒီ base ဘက်ကိုလေဒီလိုမျိုးတလက်မတလက်မနော်တလက်မအဲ့လိုမျိုးလေးတလက်မသူ့ရဲ့ဒီတင်ကားတဲ့အတိုင်းလေးအဲ့လိုဇက်တိုက်လေးသွားလိုက်နော်အဲ့လိုမျိုးလေးသွားလိုက်တင်ကားတဲ့အတိုင်းလေးဇက်တိုက်လေးသွားလိုက် နော်ဒါပေမဲ့ဒီခါကြီးအရန်တိတ်မှကြောက်ရင်ဒီလိုပြပြလေးဒီလိုလေးပြပြလေးပဲအလိုလေးသွားနော်ခါကကိစ္စမရှိဘူးနော်သူ့မူရင်းခါဒီအောက်ပိုင်းတင်မယ်တင်ရကြတော့ဒီအရှိ24နေရာမှာပေါ့နော်ဒီနားမှာခဏရွှေ့ပြမယ်ဒီတင်24နေရာမှာကြတော့တင်အစားတင်ပတ်လည်နေရာမှာတင်အစားလေးအပေါင်းနော်တင်စားလေးအပေါင်းနှစ်လက်မှယူလိုက်နော် ဲ့ဒါဆိုဒီအကျေကနည်းနည်းပွားသွားမယ်တင်ပါဆန့်သွားမယ်ဗောနော်ဒီတောက်မယူဘူးဒီနေရာမှာလည်းအဲ့လိုပြပြလေးပဲကိုယ်သွားမယ်နော်ပြီးဒီမှာလေးစိတ်လောက်အဲ့လိုလေးဝိုက်လိုက်ဗောနော်ပိတ်ခွေးလေးနဲ့အဲ့လိုမျိုးဒီလိုလေးလေးဝိုက်လိုက်ဝိုက်တာမကြိုက်လေဒဲကြိုက်လေဒဲကိုယ်တဘောပဲနော်ကိုယ်တဘောဆွဲတာဒီနေ့အရန်လှဒီဂျိုင်းလေးစိတ်လေးကိုဒီလိုလေးဆက်လိုက်နော်ပကုံးမှာဒီတဲ့ကြာကျင်သေးတယ်ဆိုရင်လည်းနည်းနည်းထက်ချလိုက်ရအောင်ဒီမှာဒီပကုံးလေးကိုကြာကျင်သေးတယ်ဆိုရင်နှစ်စိတ်တော့အဲ့လိုမျိုးထက်ပြီးတော့ ချလို့ရပြီတယ်ချပြီဒီဂျိုင်းကိုသိမ့်မနိုင်ပဲနဲ့ဒီပြပြလေးနဲ့အဲ့လိုလေးဆက်သွားရတယ်နော်ဒီပတန်ကိုအမတို့ပြင်လိုက်တာပေါ့ရိုးရိုးပတန်ကိုပြင်လိုက်တာပြီးပြီဆိုရင်ဒါနောက်ဆန်းကိုဒီလိုခောက်ရိုးပုံစံနဲ့အပိတ်ချုပ်လေးရတယ်ဒါမှမဟုတ်ချုပ်စာထည့်ပြီးတော့ဒီအောက်မှာခါအခွဲလေးပေါ့နော်အလှလေးဒီထည့်မယ်ဆိုရင်ဒီဘက်ကိုဒီခါကနေအဲ့လိုတလက်မလောက်ထုတ်လာဒါမှမဟုတ်တလက်မတလက်မခွဲပေါ့နော်အဲ့လိုထုတ်လာထုတ်လာပြီးတော့မှဒီလိုလေးယူ နော်ယူပြီးတော့မှချုပ်စာလေးထပ်ထည့်ပြီးနှစ်ချမ်းအကွဲပုံစံနဲ့ပြန်ချုပ်ဒီနေရာလေးမှာကျတော့ဒီနေရာကိုချုပ်ပေးရမယ်ဒါမှမဟုတ်အပိတ်ပုံစံလာလေးရတယ်ဒါပေမဲ့ဒီနားထိချုပ်ပေးပြီးဒီကြံတဲ့ဟာကိုမှတို့ဒီလိုခောက်ပြီးတော့ဟိုအကွဲလောက်တဲ့ပုံစံလေးပေါ့နော်အဲ့လိုလေးထားရမယ်ဒါလေးတွေကတော့မျိုးမျိုးပေါ့နော်ကိုထားစစ်တယ်လို့ထားဒါဆိုရင်သူ့ရဲ့နောက်ချမ်းပတ်တန်အဲ့ဒါပြီးွားရေးနော်အဲ့ဆိုမှရှေ့ချမ်းပတ်တန်ဆွဲပြရမယ် ဒါကတော့ရှေ့ကျန်ပတ်တန်လေးနော်ရှေ့ကျန်ပတ်တန်ကိုထုံးဆက်တိုင်းလေးဘေးကို၄စိတ်သို့မဟုတ်၅စိတ်မှတ်တယ်အောက်ကိုလည်း၄စိတ်သို့မဟုတ်၅စိတ်မှတ်တယ်ပေါ့နော်အဲ့ဒါလေးကိုလေဘင်းပေါက်လေးဆွဲလိုက်ပါနော်လေဘင်းပေါက်လေးဆွဲပြီးပြီဆိုလို့ရှိရင်ဒီဘက်ကိုတစ်ခွဲမှလာနော်ဘက်ကိုတစ်ခွဲမှလာမှတ်ပြီးပြီဆိုရင်အမလို့ဒီမှာခါးလိုင်းကြည့်ရအောင်ခါးလိုင်းကနေ၄စိတ်ထွက်လာနော်၄စိတ်ပြီးရင်အောက်ကိုလည်းတက်တက်ဆွဲချ၄စိတ်နော် အဲ့အဲ့ညအရှိကို24ယူမယ်ဆိုတာ24ရီဆွဲခါမြင်းတောင်ဆွဲတာ24မှာเนาะပြီးရင်နောက်ချမ်းတော့တင်လိုက်အကျယ်တိုင်းပဲယူလိုက်ရပြီเนาะနောက်ချမ်းတော့တင်လိုက်ရဥပမာ17ရှိတယ်ဆို17ယူလိုက်ပေါ့เนาะဆိုပြီးဒီတစ်ခွဲထွက်ထားတဲ့ဟာလေးကအမားတို့တွေကကုတ်ကော်လံပုံစံလုံးမှာအဲ့ဒါလေးကရင်အောက်ဒီမှဆိုရင်အောက်ရင်အောက်ထိလည်းယူလို့ရတာเนาะဒီခါးထိလည်းယူလို့ရတယ်သူရဲ့ကုတ်ကော်လံပုံစံရှာလေးပေါ့เนาะ လွယ်လွယ်လေးချုပ်မှဖြစ်တဲ့အတွက်အစ်စ်လားအတူလားမပြောနဲ့အဲ့တိုင်းပဲဆိုရယ်အဲ့တိုင်းပဲချုပ်ပါတကူကူကိုစမ်းပြီးမှသိရမှာမို့လို့နော်မစမ်းမနဲ့ဒီလိုဆိုလိုဖြစ်သွားမှာမဟုတ်ဘူးဒီတစ်ခုစမ်းပြီးမှနောက်တစ်ခုကိုကိုယ်ကမြင်လာမှာမို့လို့ဒီလိုချုပ်ဆိုဒီလိုပဲရင်ချုပ်အုံနောက်တည်းမှာအများကြီးမစဉ်းစားနဲ့နောက်မှချုပ်ပြီးရင်အဖြေတွေ့ပါမယ်အဲ့ဒါကိုကအတွေ့အကြုံလို့ခေါ်တာနော်အဲ့တော့ဒီမှာပကုံးလေးနှစ်စိတ်လောက်ချခြင်းချလို့ရတယ်ဒီမှာဂျိုင်းကိုလည်းလေးစိတ်လောက်ချခြင်းချလို့ရတာပေါ့နော်ဒီလိုမျိုးလေး ဟုတ်လားအဲ့လိုလေဟိုပြပြလေးပဲသွားတော့တာဗောနော်ခြိုင်းမဝိုက်တော့ပဲ ਨੇ ပြီးရင်ဘေးဘက်ကိုထုံးစံလိုက်တလက်မလောက်ပွက်စာလေးထုတ်လိုက်တယ်เนาะပြီးရင်ဒီလိုရောင်ရောင်လေးအဲ့လိုလေခါမှာတော့တလက်မကြော်တာဗောနော်အဲ့လိုလေးထုတ်လိုက်တယ်เนาะအဲ့ဒါဆိုရင်သူ့ရဲ့ဒီပဒံအရက်လွှဲတာဟုတ်เนาะဒီမူရင်းတဲ့ကတောက်တွေတခုမှတည်းမစင်စားပဲ ਨੇ ဒီကနေတက်ခွဲထုတ်တယ်လေပင်ပေါက်ငါးစိတ်ချက်ငါးစိတ်ချက်ဒီမှာရင်အောက်တကခါနော်ကိုကြိုက်တဲ့နေရာထိသွားရင်အောက်လောက်ကတော့တော်ပါပဲ तू ကဒီဒီအပေါ်ပိုင်းကိုစစ်မတက်ဘူးခေါင်းစုဆိုပေမဲ့စစ်ကဒီထိပဲစစ်ကိုတက်မှာဒီနားမှာခေါင်းခေါင်းစုရဲ့အုတ်ထုတ်ကိုဒီနားမှာပဲဆုံးမှာနော်အုတ်ထုတ်ကိုခလိကြတော့ဒီနားမှာပဲဆုံးမှာဒါပေမဲ့အုတ်ထုတ်ဖြစ်တဲ့အတွက်လည်းဘေးမအစ်ချိန်ဘေးလေးနည်းနည်းတော့အဲ့လိုကျဲလို့တော့ရတာနော်ဘေးလေးကိုတလမလောက်တော့အဲ့လိုချဲ့လို့ရတယ် ချိန်ချင်းချိန်နောက်ချမ်းလည်းချိန်တာနော်ဒီကော်လန်ကုတ်ကော်လန်လေးယူမှာဖြစ်တဲ့အတွက်မတို့တွေကဒီအုတ်ထုတ်ကလေးကိုကြတော့ဒီနားထိပဲတက်ရမယ်ဒီအရှိရဲ့ရှာကိုခြံခဲ့ရမယ်နော်ဆန်းချုပ်ကြည့်ပါတကယ်လို့ကိုချုပ်ပြီးတော့မှဒီ level ကကိုအတွက်အပေါ်တက်နေတယ်လို့ခံစားရရင်နည်းနည်းအောက်ထပ်ချလို့ရတယ်နော် လက်ကတော့ဒီမှာရိုးရိုးလက်နော်ရိုးရိုးလက်ကိုမှအမတို့အရှိ20 21 22ပေါ့နော်သူ့ရဲ့လက်ရှိရှိတဲ့လောက်ယူလက်ဝါလေးကိုလည်းပုံမှန်တက်ဆိုင်နည်းနည်းပွပွလေးတိုင်းထားပြီးလို့ရှိရင်ဒီဂျိုင်းရလည်းအမတို့ကဒီမှာဒီမူရင်းထက်ဆိုင်ရင်တလက်မထုတ်ထားတာဖြစ်တယ်သူ့ကိုလည်းဒီလိုတလက်မထက်ချက်ရမယ်နော်ပွပွလေးဖြစ်အောင်အဲ့ဒါဆိုလွယ်တယ်နော်အရင်လွယ်သွားရမယ်နော်